ချောက်ဖြူမြို့နယ်မှာစစ်တပ်ဘက်ကလူနေကျေးရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်တနယ်လုံးနီးပါးဆစ်ဆောင်နေရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးသွားပါမယ်။ ကြောက်ဖြူမြို့နယ်မှာစစ်မြေပြင်ဧရိယာကျယ်ပြန့်လာပြီးစစ်တပ်ဘက်ကလူနေကျွာတွေကိုပိတ်မတ်ထားတိုက်ခိုက်နေတဲ့အတွက်ကြောက်ဖြူတနယ်လုံးနီးပါးစစ်ရှောင်နေရပြီးလက်ရှိစစ်ရှောင်ဥယေဟာတိုင်းနာကိုကတ်လာပြီလို့ဒေသတွေကလူမှုရေးဆောင်ရွက်နေသူတွေကပြောပါရယ်ကြောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစလို့စက်တင်ဘာလအထိစစ်ဘေးရှောင်ဥယေ9000ကျော်အထိရှိခဲ့ရာကနေအခုလအောက်တိုဘာလအထိစစ်ရှောင်ဥယေအခုလိုတိုးလာခဲ့တာလို့ဒေသခံတွေကပြောပါရယ် ကြောက်ဖြူမင်းပြကားလန်းတလျှောက်ကကြောက်ပြောက်မင်းပြင်ချောင်းဝရေနံတောင်ဝနက်ချွန်ငအုပ်ဝမြောင်ကြောက်ကလေးပေါ်တူရွာတက်ရွာဟောင်းကလဘာစတဲ့ကျွရွာတွေကရွာသားတွေစစ်ပေးရှောင်နေရတယ်လို့သိရပါတယ်စစ်တပ်ဘက်ကကြောက်ဖြူမှာတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကျေးရွာတွေကို Jet Fighter, Navy တွေအပြင် Drone, Paramotor တွေနဲ့ပါတိုက်ခိုက်တယ်လို့ ကြောက်ဖြူအခြေဆိုင်တက်ရင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်အခုလိုပြည်သူတွေထွက်ပြေးနေရခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။လက်ရှိကြောက်ဖြူမြို့ပြင်မှာတော့အေအေနဲ့စစ်ကော်မရှင်တပ်တို့အကြအကြီးအကျယ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါရယ်။ ကြဖြူမြို့နယ်မှာစစ်မြေပြင်အေရိယာကျယ်ပြန့်လာပြီးစစ်တပ်ဘက်ကလူနေကျေးရွာတွေကိုပိတ်မတ်ထားတိုက်ခိုက်နေတဲ့အတွက်ကြဖြူတနယ်လုံးနီးပါးစစ်ရှောင်နေရပြီးလက်ရှိစစ်ရှောင်ဥယေဟာတိုင်းနာကိုကတ်လာပြီလို့ဒေသတွင်ကလူမှုရေဆောင်ရွက်နေသူတွေကပြောပါတယ်